အဲဒီမှာလစာအများကြီးယူပြီးတော့တုံးစားလို့မရတဲ့ဂျီလန်ဆန်ချိုရဲ့ပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရ update ကိုဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Fever Club ဘောကမှာဘောလုံးပွဲတွေကို live ပါစီးမျောခန်းစားဖို့ရအတွက်စိတ်ချရတဲ့ website တခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် One is Bad လို့ပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင် promo code 9ညတဲ့နိုင်ကိုအသုံးပြုပြီးတော့100% bonus ကိုလည်းရယူနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Viber နံပါတ်တရနေပြီးတော့ဆက်သွယ်ဆောင်နေမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးမင်္ဂလာပါ The Unanimous YouTube Channel ရနေပြီးတော့အားလုံးကျေးဇူးပါတယ်ဆိုတော့ Manchester United ရဲ့ဒီနေ့နောက်နောက်ဆုံးရထားတဲ့ update သတင်းလေးတွေကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီဗာလဲပွဲစဉ်တွေပါတယ်တော့ကျွန်တော်တို့ထွက်လာပြီပေါ့နော်ဆိုတော့ဒီပွဲစဉ်တွေပတ်သက်ပြီးတော့နောက်တစ်ပုတ်ကြာမှာပဲကျွန်တော်တို့ AC ပြောကြတာပေါ့နော်ဒီကန်ကြတာပေါ့ အဲဆိုတော့အခုလောလောဆယ်ကျွန်တော်ပြောင်းရွှေ့သင်းလေးကျွန်တော်ပြောပါမယ်ဆိုတော့ပထမဦးဆုံးအသင်းရဲ့ကျွန်တော်ဒီ touch choice goalkeeper တယောက်ဖြစ်တဲ့ Tom Hiddem အကြောင်းပါဆိုတော့လက်ရှိအနေအထားမှာဆိုလို့ရှိရင် Manchester United အနေနဲ့ဒီဘာလို့အသင်းရဲ့ touch choice ကိုသမားတယောက်ဖြစ်တဲ့ Tom Hiddem ကိုအသင်းမှာကျွန်တော်တို့ဒီ2026ဒီဂျွန်လ2026ဒီပြောမယ်ဆိုလို့ရှိရင်တနစ်တဒန်တိုးကိုနော်အဲတနစ်တဒန်တိုးမယ် ခုနေသားမှာသလို့ရှိရင်လည်းကျွန်တော်တွန်မီတန်ရဲ့ကျွန်တော်တာဝန်ရှိသူတွေကစားသမားဖြစ်သူတွေနဲ့ကျွန်တော်လုံးဝဒီသဘောတူညီမှုရရှိခဲ့ပြီးကျွန်တော်ဖြစ်ပါတယ်ပေါ့နော်ဒီဆုံးဖြတ်ချက်ဟာဆိုလို့ရှိရင်အဲဒီအသင်းရဲ့နီးပြဖြစ်တဲ့ Ruben Amorim အပြင်ဒီသူ့ရဲ့ကျွန်တော်တို့ဒီ coaching staff ဒီကိုယ်တိုင်ကကိုကဒီပေါ့နော်ဒီဆုံးဖြတ်ချက်ကျွန်တော်တို့ချခဲ့တာဖြစ်တယ်ပေါ့နော်မကြခင်မှာကျွန်တော် official ဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ Romano ကကျွန်တော်မနေ့တည်းကကျွန်တော်တို့တင်ထားခဲ့တာကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီအသင်းရဲ့ကျွန်တော် Tech Choice Goalkeeper ပါ Tech Choice Goalkeeper ကျွန်တော် Tommy Dan ကျွန်တော်တို့ဒီရာသီဥချေတန်းပွဲတင်နေ မှာသူတို့ရှင်တော့သူ့ကြောင့်မြင်ဘူးကြားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီအဲဒီတိုမီတန်ကိုအဲဒီပေါ့နော်ကျွန်တော်ဒီစာချုပ်တန်တန်းတူးတာကကျွန်တော်တို့ဘာကြောင့်ဘာကြောင့်လဲပေါ့နော်ဘာကြောင့်လဲဘာကြောင့်အရေးပါတယ်လဲပေါ့နော်ရှေ့မှာကျွန်တော်တို့ဒီတိုမီတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားတဲ့သတင်းတွေမှာဆိုလို့ရှိရင်ဒီတိုမီတန်ဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်ပွဲကစားခွင့်ဘာညာတွေတိတ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်မမဆက်ဆက်မရှိပြီမဲ့တော့ညာလည်းပဲ သူ့အနေနဲ့ကျွန်တော်တို့ဒီဘာလို့ dressing room မှာဆိုလို့ရှိရင် တကယ်ကိုကျွန်တော် leadership ကောင်းမှုပြီးတော့ကစားသမားတွေကိုကျွန်တော်ဥဆောင်ဥရပြုတဲ့နေရာတွေပြီးလို့ရှိရင်ကစားသမားတွေနဲ့ကျွန်တော်တို့ဒီပေါင်းသင်းဆက်ဆံရေး အဲပြီးလို့ရှိရင်ကျွန်တော်ပြောဆိုဆက်ဆံရေးဒီမှာဆိုလို့ရှိရင်တကယ်ကိုအရေးပါတယ်ဒီဘောနော်ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဘောနော်ဂူသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီဘောနော်သူ့ကိုကျွန်တော် third choice အနေနဲ့ဂူကီပါအဖြစ်ကျွန်တော်ထပ်ပြီးတော့တစ်နှစ်လောက်ကျွန်တော်ထပ်ထားတာကအသင်းအတွက်ကျွန်တော်ဘာမှအပြဿနာအများကြီးမရှိဘဲနဲ့ positive တီတောင်ကျွန်တော်အများကြီးဖြစ်သေးတယ်ဆိုတော့ပုံစံမျိုးအသင်းဘက်ကကျွန်တော်ယူဆပုံရတယ်ဒီတော့ကြောင့်မလို့လည်းအသင်းဘက်ကဒီဂူသမားကိုကျွန်တော်တစ်နှစ်ထပ်ပြီးတော့တက်တန်းတိုးပြီးလိုက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ ဒီသူ့အနေနဲ့ကျွန်တော်အသိပြောင်းခြင်းနဲ့သူပွဲကစားခွင့်ရခြင်းနဲ့သူဒီလိုမျိုးပူညံပူညံနေကျွန်တော်ဘာမှအမ်ဘာမှလည်းသူရှိရနေကြောရတာမျိုးမရှိဘူးအတင်းမှာအေးလူပဲသူ dressing room ထဲမှာသလို့ရှိရင်ဒီဘာလို့ကစားသမားတွေကျွန်တော်တို့ဒီအဲဒီဘာလို့ emotion attack ကြတွေကိုသူလိုက်ထိန်းပေးတာမျိုးတွေသူလုပ်ပေးတယ်ဆိုတော့အဲဒါကကျွန်တော်တို့ဒီဘာလို့တကယ် positive sound နဲ့အဲအချက်ပါပဲဆိုတော့ဒီတော့ကြောင့်မတော်မီနန်ကိုကျွန်တော်အတင်းမှာဆက်ထားတယ်ဆိုတာကကျွန်တော်တို့အဲဒီအနေနဲ့ကိုတိတော့မသိရတဲ့သူတွေလည်းရှိရှိမှာပေါ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ dressing room ဆိုတဲ့ ကဏ္ဍကကျွန်တော်အရင်အရေးပါတဲ့အထဲမှာပါတယ်တချို့ဒီပေါ့နော်ကျွန်တော်အသင်းမှာဆိုလို့ရှိရင်ငယ်တဲ့ကစားသမားရှိရဗျာငယ်တဲ့ငယ်တဲ့ရွယ်တဲ့အချိန်ဆိုတာကကျွန်တော်ဘယ်လိုပြောရမလဲဒီတခုဆိုလို့ရှိရင်စိတ်ဆက်တဲ့အထဲမှာပါတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးအချင်းချင်းကျွန်တော်ပြိပခါရဖြစ်ကြမင်းအားမင်းမကောင်းလို့ဖြစ်တာမင်းကဘာဖြစ်လို့ဖြစ်တာဒီလိုပုံစံမျိုးကြီးကျွန်တော်ဖြစ်လာနိုင်တဲ့အချိန်မှာသူကကျွန်တော်တို့ဒီချောင်းဝင်ပြီးတော့ဖြန့်ဖြေးပေးတာမျိုးတွေ နော်ပြောပြပေးရရှင်းပြပေးဒီလိုပုံစံမျိုးတွေလုံနိုင်တဲ့သူမျိုးဆိုတာကလေလိုအပ်တယ်နေရာတကာကျွန်တော်နီးပြကြည့်ပေးကျွန်တော်လိုက်လုံနေမှာမဟုတ်ဘူးဆိုတော့ဒီတကြောင်မလို့နေရာတကာပေါ့နော်ဒီဘရူနိုလိုကပတိန်မျိုးတွေကက်စမဲရိုလိုမျိုးဒူဂျီမျိုးတွေကကျွန်တော်လိုက်ပြီးတော့ဖြန့်ပြေးပေးနေမှာမဟုတ်ဆိုတော့ဒီတကြောင်မလို့ကျွန်တော်တို့ဒီအဲဒီပေါ့နော်ကျွန်တော်တို့ဒီတော်မီနန်လူမျိုးကိုသမားမျိုးကကျွန်တော်တို့ဒီပေါ့နော်လိုအပ်တယ်လို့ကျွန်တော်တို့ အဲပြောရမှာเนาะသူရဲ့ကျွန်တော်တို့ဒီဟို scale ဘိုင်းဆိုင်ရာဒီဘောเนาะကျွန်တော်တို့ဒီ go phan na ဘာညာအဲ့ဒါတွေဆိုတာတက်သူရဲ့ကျွန်တော်တို့ဒီဘောเนาะဒီဟိုဒီဒီသူအနေနဲ့ကျွန်တော်တို့ဒီကစားသမားတွေဂျားထဲမှာဝင်ရောက်ဖြန့်ဖြေးတဲ့ပုံစံကိုအတင်းကပို့ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ပုံစံမျိုးမှကျွန်တော်ရှိတဲ့အတွက်ကြောင့်မလို့တက်တန်းတစ်နှစ်ကျွန်တော်တို့ပို့လိုက်တဲ့အချိန်မျိုးဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ဒီအတင်းရဲ့ touch choice ကိုကိုသမားတူမီတန်ကိုကျွန်တော်တို့စာရွက်တက်တန်းတိုးတဲ့ကိစ္စနဲ့ကျွန်တော်ပတ်သက်ပြီးတော့ပါဆိုတော့ဂျီရန်ဆန်ချိုးကြောင့်ပြောအောင် စန်ချိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Fabrizio Fabrizio Romano ကျွန်တော်ပထမဆုံးတင်ထားရပြီပုံမှန်ဆိုလို့ရှိရင် Manchester United အနေနဲ့ဒီရသည်မှာကျွန်တော်အယောင်းနေအများကြီးလုပ်ဖို့ရှိတယ်ဒီအငှားချမယ်ကစားသမားတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဒီနေထားမှာဆိုလို့ရှိရင်ဒီပေါ့နော်ကျွန်တော်တို့ဒီအငှားချတာတွေရောရောင်းတာတွေရောဘာမှအဲဒီဘာနမလုတ်သေးခင်မှာဆိုလို့ရှိရင် Manchester United အနေနဲ့ Jadon Sancho ကိုအပိသက်ရောင်းချဖို့ကိုအသင်းဘက်ကကျွန်တော်ဦးစားပေးပြီးတော့ စူးစမ်းသွားမှာကျွန်တော်ဖြစ်တယ်မနော်ဂျူပန်သွားမှာကျွန်တော်ဖြစ်တယ်လက်ရှိအနေအထားမှာဆိုလို့ရှိရင်ကစားသမားဖြစ်သူအာကိုခေါ်ဖို့အတွက်ကျွန်တော်ဒီပေါ့နော်အသင်းနေအများကြီးကျွန်တော်ဒီပေါ့နော်ဒီရှိနေတာဖြစ်ပြီးတော့လက်ရှိဒီအစောပိုင်းကာလတွေမှာဆိုလို့ရှိရင် နာပိုလီယာဒီကလပ်တီတဲကတသင်းဖြစ်ပါတယ်ဆိုတော့အဂျီဒန်ဆန်ဂျိုကိုစိတ်ဝင်စားနေတဲ့အာဒီပေါ့နော်ကလပ်တီအများကြီးတွေမှာဆိုလို့ရှိရင်နာပိုလီဟာဆိုလို့ရှိရင်လေဒီပေါ့နော်စိတ်ဝင်စားနေတဲ့ကလပ်တစ်ခုကျွန်တော်ဖြစ်တယ်ဆိုတော့ ်ဒီဒါပေမဲ့လည်းပဲပေါ့နော်ဒါပေမဲ့လည်းပဲသူ့ရဲ့ကျွန်တော်တို့ဒီလက်ရှိလစာနဲ့အဲဒီပေါ့နော်ကျွန်တော်တို့ဒီပြောင်းရွှေ့ခြင်းအနေထိုင်းမှာဆိုလို့ရှိရင်အခက်အခဲတချို့ကျွန်တော်ရှိနေတယ်နည်းတရားတစ်ခုကလက်ရှိလစာကိုတော့တရားပေါက်ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးရိုမန်နိုကကျွန်တော်ပြောထားဖြစ်ပါတယ်ဆိုတော့အဲဒီဒီရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့ကျွန်တော်တို့အများအများဆက်ဆံပြောစရာမရှိဘူးပေါ့နော်ဘာလို့ဆိုတော့နာပိုလီလိုအသင်းမျိုးကဆန်ချိုရဲ့လစာ၃သိန်း အမ်3သိန်းကျော်3သိန်းဝယ်နေပါရှိတယ်လားဆိုမျိုးဘလူနီးနဲ့မှပေးမှာမဟုတ်ဘူး Chelsea လိုမျိုးကျွန်တော်ဘောစီကလပ်တောင်ကျွန်တော်မပေးတဲ့အနေထားမှာ Napoli ကပေးနိုင်မှုဆိုတော့ဝေလံဝေးပါဆိုတော့အခုလက်ရှိကျွန်တော် De Bruyne တို့ဘာလို့ကျွန်တော်ပြောင်းသွားတယ်ကျွန်တော်အချိန်လေးကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီကြပေါ့ De Bruyne တို့ဒီဘာလို့ကျွန်တော် City မှာရရင်လာဆိုင်မျိုးသူရမှာမဟုတ်ဘူးဒီကြပေါ့ကျွန်တော်တို့ဒီလာတာတွေကျွန်တော် short ယူရတဲ့အချိန်မျိုးကျွန်တော်ဖြစ်မှာပဲဆိုတော့လက်ရှိကျွန်တော် Jadon Sancho ရဲ့ဒီအသက်အရွယ်ကာလအနေထားမှာဆိုလို့ရှိရင်အသက်ကကျွန်တော်ငယ်သေးတယ်ဆိုတော့ အဲဒီသူ့အနေနဲ့ကျွန်တော်ဒီမာနကျွန်တော် short မှန်ရမယ်အသင်းဘက်ကလည်းလောအကန်တော်တော်လေးခဲရင်းတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘာလို့လဲဆိုတော့ဟို Chelsea မှာသူတွားပြီးတော့ကစားတယ်ကစားတော့ကျွန်တော်ဒီပထမပိုင်းအဆင်ပြေတယ်လို့ပါလို့ねနောက်ပိုင်းကျတော့တိုင်ပတ်သွားရောတိုင်ပတ်သွားရင်အနေထားမှာ300ရာလည်းမရှိတော့သူ့ကိုပဲကျွန်တော်ထည့်တယ်သုံးထည့်တယ်သုံးနဲ့အဲကောင်းလိုက်မကောင်းလိုက်မကောင်းလိုက်ကောင်းလိုက်ပေါ့နော်ပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဒီလိုပုံစံမျိုးကျွန်တော်အဖြစ်နေပြီးမှနောက်ဆုံးကျွန်တော်ဒီပါလဲဘတ်တစ်နဲ့ပွဲမှာသူဂိုးတွေပါထသွင်းပြီးတော့ Chelsea ဘက်ကအဲဒီပေါ့နော်နောက်ဆုံးအနေနဲ့ ီပါเนาะကျွန်တော်တို့ကျွန်တော်တို့ရှေ့မှာအဲ့အဲ့မတိုင်ခင်ပါเนาะအဲ့မတိုင်ခင်ကျွန်တော်ရှေ့မှာဆိုလို့ Chelsea ဘက်ကအသင်းကိုကျွန်တော်ပေါင်၅သန်းနဲ့ပြန်လွှတ်မယ်ပြန်လွှတ်မယ်ပြန်လွှတ်မယ်ဆိုတာမျိုးထောက်လျှောက်ကျွန်တော်တို့ကြားခဲ့ပြီးတော့စန်ချိုးတော့ကျွန်တော်ပြန်ရောက်တော့မယ်ပါเนาะဒီလိုမျိုးကျွန်တော်တို့ကြားခဲ့ရပြီးမှတကယ်တကယ်တမ်းကျတော့ Chelsea ဘက်ကဒီကစားသမားဖြစ်သူကိုလိုချင်ခဲ့တယ်လိုချင်ခဲ့တဲ့အနေထားမှာဆိုလို့ရှိရင်သူတို့ဒီကစားသမားဖြစ်သူရဲ့ဒီဘာလို့အပြောင်းရွှေ့ကျွန်တော်အပိတတ်ဖို့အတွက်ကစားသမားနဲ့ရဲ့ agent ဖြစ်သူတွေကစားသမားကိုယ်တိုင်နဲ့ကျွန်တော်ဆွေးနွေးတဲ့နေရာမှာဆိုလို့ရှိရင်လောက်ခလာတာ ရှော့ယူဖို့ကိစ္စကိုတို့ဒီဘာလောကလန်းစာကျွန်တော်တို့ဒီပုံနေတဲ့စာချုပ်တစ်တည်းရဲ့တို့ကန်းလန်းပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဒီဆွေးနွေးခဲ့တယ်ဒါပေမဲ့ဒါမှဖြစ်သူကလန်းစာကိုလုံးဝရှော့ယူခြင်းနဲ့နေထားမှာမရှိဘူးဆိုတော့ဒီတော့ကြောင့်မလို့ပြောင်းရွှေ့တာကျွန်တော်ပြက်ပြက်သွားတယ်အသင်းကိုပေါင်၅သန်းနဲ့ကျွန်တော်ပြင်ရောက်လာတယ်ဆိုတော့ပေါင်၅သန်းတော့ကျွန်တော်တို့ရလိုက်တယ်ဒါပေမဲ့ဆန်ချူကတော့ပြင်ပြီးတော့လာပြီးတော့ပြင်တောင်းတင်နေပေါ့လေဆိုတော့တပတ်မှာကျွန်တော်တို့ဒီပေါ့နော်တပတ်ကို၃သိန်းကျော်လောက်ကျွန်တော်တို့ပေးပြီးတော့အသင်းမှာဘာမှ၃ဆန်းလို့မရဘူးနဲ့ကျွန်တော်အသင်းမှာဆက်ပြီးတော့ထား ထားနေလို့မရဘူးဆိုတော့ဒီကြောင့်မို့ဒီຫນွေရတော့တရားပေါ့ဆိုသူဆန်ချိုကိုကျွန်တော်အပီးတန်လက်လွတ်မအောင်ကျွန်တော်ရတော့မယ်ဆိုတော့အငှားရည်ပိုင်းကျွန်တော်ဆက်ဖြစ်လို့မရတော့ဘူးဆိုတော့လူမျိုးအငှားရည်ပိုင်းကျွန်တော်မချခင်မှာအရင်ဦးဆုံးဆန်ချိုရဲ့အပြောင်းအရွှေ့ကိုတရားပေါ့ဦးစားပေးပြီးတော့လုံမယ်ဆိုတဲ့သတင်းမျိုးထွက်လာတယ်ဆိုတာကတော်တော်ကိုကောင်းတဲ့အခြေအနေမျိုးပါလက်ရှိနေမှာနာပိုလီရဲ့စိတ်ဝင်စားတယ်ဒါပေမဲ့တရားခုကကျွန်တော်ဒီကစားသမားဖြစ်တဲ့လောက်ခလာတာကိုပေးနိုင်ခြင်းမရှိဘူး တော့တခြားဘယ်ကလပ်ပဲဖြစ်ဖြစ်ဒီဘောနော်ဆော်တီကလပ်တွေမဟုတ်ဘူးဆိုလို့ရှိရင်သူ့ရဲ့လမ်းစာကိုဘယ်သူမှပေးနိုင်မှာမဟုတ်ဘူးသူ့အနေနဲ့အတင်းပြောင်းရမယ်အတင်းပြောင်းခြင်းနေဆိုလို့ရှိရင်လမ်းစာကြောင့် short ယူမှာရမယ်ဆိုတော့နာပိုလီနဲ့ပတ်သက်ပြီးတော့နာပိုလီရဲ့စိတ်ဝင်စားနေတာတော့မှန်ပါရဲ့လက်ရှိကျွန်တော်ဒီရိုမန်နိုကျွန်တော်တို့ဒီတင်ထားတဲ့ဒီဘာနော်ကျွန်တော်တို့ဒီနာပိုလီရဲ့အပြောင်းအရွှေ့တစ်ခုမှဆိုလို့ရှိရင်အဲနာပိုလီဘက်ကကျွန်တော်ဒီဘောဘိုလိုနာအသင်းရဲ့ကျွန်တော်တောင်ပံတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့ Dan Andrine ဘောနော် Andrine ကိုကျွန်တော်တို့ဒီဘောနော် personal terms အဂရီရဖို့တော့တော်တော်လေးနီးစပ်နေပြီနော်ပုံကွေဆိုင်သဘောတူညီရဖို့တော့တော်တော်လေးနီးစပ်နေပြီလက်ရှိနေတာမှာသလို့ရှိရင်လက်ကျော်ဒီအဲဘိုလိုနာနဲ့ဒီဘောနာကျော်အသင်းဘတ်ချမ်းမှာကျော်ဆွေးနွေးမှုလေကျော်လှုပ်ဆောင်နေတာဖြစ်သလိုရသမားဖြစ်သူရဲ့ပုံကွေဆိုင်သဘောတူညီမှုကလည်းတော်တော်လေးနီးစပ်နေပြီအဲဒီဘောနာနာပိုလီနီးပြဖြစ်တဲ့အဲဒီဘောနာကွန်တီဟာဆိုလို့ရှိရင်လေအန်ဒရိုင်းကိုကျွန်တော်တို့ဒီပြီးခဲ့တဲ့လတွေကဒီ အသင်းကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့တုံးမကျွန်တော် approve ပေးထားပြီးသားကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိနေထားမှာသလို့ရှင်သူတို့တောင်ပန်တယောက်ကျွန်တော်လိုချင်တယ်ဘယ်တောင်ပန်ပေါ့နော်ဘယ်တောင်ပန်တယောက်လိုချင်တဲ့နေထားမှာသလို့ရှင် and drawing ကိုသူတို့ဥသာပေးပြီးတော့ဂျူးပန်းနေတာတော့မှန်ပေမဲ့အဲဒီအသင်းရဲ့ဒီနာပိုလီရဲ့ပေါ့နော်နာပိုလီရဲ့ကျွန်တော်တောင်ပန်ကစားသမားခေါ်ယူရေးအဲဒီ list ထဲမှာသလို့ရှင်ဂျီဒန်ဆန်ချိုကလည်းကျွန်တော်ပါဝင်နေတာဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဂျီဒန်ဆန်ချိုရဲ့အပြောင်းအရွှေ့က သူရဲ့လောက်ခလာသာရှော့ယူခြင်းမယူခြင်းပုံမှာမူတည်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောထားဖြစ်ပါတယ်ဆိုတော့ Android တို့ဘာလို့ကကျွန်တော်တို့ပြောရမယ်ဆိုတော့တိရောက်မသိဘူးဗျာမှန်တယ်ပြောတိရောက်မသိဘူးဒါပေမဲ့အသေးချာတစ်ခုကစန်ချိုလောက်လာတာမများဘူးပြောင်းရွှေ့ကြီးလည်းများမှာမဟုတ်ဘူးဆိုတော့ဟိုပြောင်းရွှေ့ကြီးကတော့ကျွန်တော် baby 2កောင်းတူမယ်များកောင်းများမယ်ဒါတော့ကျွန်တော်မသိဘူးသူတို့ဘလောက်ကန်လမ်းမယ်ဘလောက်ဒါကြီးတော့ကျွန်တော်ဖော်ပြထားခြင်းမရှိတဲ့ကြောင့်ကျွန်တော်မသိဘူးဒါပေမဲ့လည်းပဲတိကျတစ်ခုကစန်ချိုရဲ့လာစာဒီကစားသမားမှာမရှိဆိုတော့ဒီလိုကြောင့်မလို့ အဲဒီဘောနော်ဂျေဒန်ဆန်ချိုရဲ့အပြောင်းရွှေ့ကတော်တော်လေးတော့ကျွန်တော်တို့ဒီဘောနော်အသင်းဘက်ကဦးစားပေးပြီးတော့တခြားအယောင်းတွေအငှားတွေဆိုတော့ဦးစားပေးပြီးကျူးပန်းမှာတော့မှန်မာရဲ့အပြင်မဲ့ထင်တဲ့လောက်တော့ကျွန်တော်လွယ်မှာမဟုတ်ဘူးဘာလို့ဆိုတော့သူကလောက်ခလာလာရှော့မီယူချင်တာဖြစ်တဲ့အတွက်ကြောင့်လို့ပဲဆိုတော့ပြောလို့မရဘူးအသင်းမှာကျွန်တော်တို့ဒီဘောနော်ဟိုငါတောင်းတဲ့လာစားငါအခုရရနေလာစားမျိုးမပြီးနိုင်လို့ရှိရင်ဘယ်အသင်းမှာမပြောင်းဘူး United မှာပဲကျွန်တော်နေမယ်ဆိုတဲ့ပုံစံမျိုးဒီကောင်ဒီချိုးချိုးရင်လည်းချိုးလာနိုင်တယ်ပြောလို့ရမှာမဟုတ်ဘူးရှေ့မှာလည်းကျွန်တော်ဒီလိုပုံစံမျိုးကျွန်တော်လုပ်ခဲ့တာပဲ ဒီပြိုင်နေပြဿနာတက်တယ်ဟိုလူနေပြဿနာဒီလူနေပြဿနာတက်နော်အသိအထွက်တော့လဲကောင်းကောင်းမနေဘူးဟိုဟို comment အောင်မှာ freedom တွေသွားမှန်ဒီဒီဒီလူဟိုဒီ comment အောင်မှာသွားမှန်အဲ့လိုပုံစံမျိုးတွေကျွန်တော်လောက်နေရဗျာဆိုတော့အဲတော်တော်တော့ကျွန်တော်အချိန်နေဆိုးတယ်ဆိုတော့အသိမှလည်းကျွန်တော်လူငယ်ကစားသမားတွေကျွန်တော်ရှိနေရဖြစ်တဲ့ကြောင့်သူ့ရဲ့ attitude ဘိုင်းဆိုင်ရာတွေအများကြီးကူးဆက်သွားနိုင်တယ်ဆိုတော့ rush pull လို့လည်းကျွန်တော်တို့ဒီဘောနော်ပြောင်းမယ်ဆိုရင်တော့တို့ကသူတို့ကစားရတဲ့အသိဆိုလို့ရှိရင်ဒီဘောလောက်ခလာသာ short ပြီးတော့ကျွန်တော်ပြောင်းဖို့ဘာညာရှိပေမဲ့ဆန်ကျော်ကလည်းလုံးဝမဟုတ်ဘူး တော့အဘလိုဖြစ်ကျွန်တော်အသင်းဘက်ကကျွန်တော်တို့ဒီဘက်ကရောင်းရမယ်ကစားသမားတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးကဘာပြဿနာတက်နေလဲဆိုလို့ရှိရင်ပြောင်းရွှေ့ဂျေးဆိုတာတက်လောက်ခလာစားတွေရဲ့ပြဿနာတော်တော်တက်နေတာတော်တော်တက်နေတဲ့အခြေအနေမျိုးဖြစ်တယ်အသင်းဘက်ကကျွန်တော်တို့အကုန်လုံးကိုအငားဆိုတာတက်အပိသက်တွေပဲလက်လွတ်ကျင်တော့တယ်ပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်ဆန်ချိုအငားချတယ်ပြီးရင်ကျွန်တော်ရက်ရှ်ဘုတ်အငားချတယ်အန်တိုနီအငားချတယ်အကုန်လုံးကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်လာစားကဒီဘာလို့နှစ်သိန်းခွဲသုံးသိန်းနဲ့အထက်တည်းကြီးပဲ တော့ဒီလူကသားသားမျိုးတွေဆိုတော့ဒီအငှားချရဲဆိုတာကဗျာပြောမယ်ဆိုလို့ရှိရင်ဒီအငှားချတဲ့ club က100%အဲ့လားဆိုပြီးတာမဟုတ်ဘူးကိုကိုတွေကလည်းကျွန်တော်တို့ဒီ80ရာခိုင်နှုန်း60ရာခိုင်နှုန်းအဲ့လောက်လောက်ထိကျွန်တော်တို့လမ်းသားကိုစိုက်ပြီးတော့ပြီးရတယ်ကျန်တဲ့ percent ကိုပဲဒီဘာလို့ကျွန်တော်ဒီအငှားအဲဒီခေါ်ယူတဲ့အသင်းကကျွန်တော်ပြီးရတာဆိုတော့အငှားချတာအသင်းတော့လုံးဝမကြိုက်ဘူး ဆိုတော့လက်ရှိကျွန်တော်ဒီဆန်ချိုရဲ့အပြောင်းရွှေ့ဆိုလို့ရှိရင်ကျွန်တော်မြင်နိုင်တယ်တကယ်တကယ်တမ်းကျွန်တော်ဒီဘောနော် Chelsea ကိုကျွန်တော်အငှားချတော့ရသလိုရှိရင် obligation to buy မဖြစ်မနေဝယ်ယူဝင်ကိုကျွန်တော်ထည့်ခဲ့တယ်ဒါပေမဲ့အဲဒီဘောနော်ကျွန်တော်ဒီတကယ်လို့မခေါ်ချင်ဘူးဆိုလို့ရှိရင် penalty ကြီးပေါင်၅သန်းနဲ့ပြန်လွတ်လွတ်ရတယ်ဆိုတော့အဲဒီအချိန်တွေကလည်းနောက်ဆုံးကျွန်တော်တို့ဒီအပြောင်းရွှေ့ရောက်တဲ့အချိန်ကျမှကျွန်တော်ပြန်ပြီးတော့ထွက်လာတယ်ဆိုတော့နောက်ဆုံးကျွန်တော်အသင်းကိုပြန်ပြီးတော့ရောက်ပြီးတော့ဒီလိုမျိုးကျွန်တော်ပြန်ပြီးတော့တောင်းတင်တယ်ဆိုတော့ ကျွန်တော်ပြောချင်တဲ့သဘောကအမြင်နဲ့ပေါင်90ပေါင်90ကြီးပဲထိုင်းယူနေလို့မရဘူးအဲ့လိုထိုင်းယူပြီးတော့အငှားတွေထိုင်းချနေလို့မရဘူးဒီလိုကစားသမားမျိုးတွေအသင်းမှာဘလို့မှကျွန်တော်တို့သုံးဖို့မရတော့တဲ့ကောင်တွေကိုရောင်းပြန်မအောင်ကျွန်တော်ရတော့မှာအနည်းဆုံးပြ Rush Bull တော့ပြန်ပြီးတော့အန်ဝင်တယ်တကယ်တကယ်ဒီကောင်တွေကမကြိုးစားခြင်းလို့ဗျာသိလားမကြိုးစားခြင်းလို့ပြင်းလို့ဆိုတော့ Sancho ကကျွန်တော်တို့ဒီပေါ့နော်ဟိုအသင်းမှာကျွန်တော်တို့ဒီကစားတဲ့အနေထားမှာဆိုလို့ရှိရင်တကယ်တကယ်တမ်းကျွန်တော် inside forward room မှာဆိုလို့ရှိရင် Sancho နဲ့ဆိုတော့တော်တော်လေးလိုက်ဖက်တဲ့အနေထားမှာရှိရတယ်ဒါပေမဲ့ ဆန်ချိုကျွန်တော်တို့ကဒီထက်ပိုပြီးတော့မျောလင်းလို့မရတော့ဘူးဆန်ချိုဒီအသင်းရဲ့အဲဒီပေါ့နော်ကျွန်တော်တို့ဒီကစားကွက်မှာအန်ဝင်ပေးအောင်တော့သူဟိုသူကစားပေးခြင်းပါမလားဆိုတဲ့အပေါ်မှာကျွန်တော်တို့ပရိသတ်တွေအားလုံးတန်တရားရှိသွားပြီဆိုတော့ဒီလိုကြောင့်မို့ဆန်ချိုအသင်းမှာဆက်နေလို့လုံးဝမဖြစ်တော့ဘူးအသင်းဘက်ကလည်းဒီကြပေါ့ဦးစားပေးပြီးတော့ရောင်းချမယ်ဆိုတဲ့အခြေအနေမျိုးမှာရှိပါတယ်ပါရီဆက်ပြင်မယ်ဆိုတော့ကျွန်တော်တို့အချက်အဆောင်ကြည့်ရမယ်အချိန်မျိုးဖြစ်ပါတယ်ဆိုတော့ဆန်ချိုဘယ်အသင်းကိုရောက်သွားမလဲဘယ်အသင်းအများလာပြီးတော့ အခေါ်သွားမလဲပေါ့နော်ခေါ်မယ်ဆိုရင်မြင်မြင်လာကြဟိနော်ကျွန်တော်ရောင်းရင်နေပြီဆိုဆန်ချိုနော်ဆိုတော့ဆန်ချိုရဲ့ပြောင်းရွှေ့ရကျွန်တော်တို့ကပေါင်ဘလောက်လဲ25အတန်းကနော်အဲ့လောက်ပဲကျွန်တော်သတ်မှတ်ထားတာပါဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United ရဲ့ပြောင်းရွှေ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ United ကျွန်တော် Fitch Chain နဲ့ပတ်သက်ပြီးတော့နောက်ထပ် video တစ်ပုဒ်မှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ်ဆိုတော့ကြည့်ရှု RPN ညီကူများအားလုံးကျေးဇူးပါ Channel ကို Subscribe လုပ်ကြည့်လို့ရှိရင် Subscribe လုပ်ပေးထားကြပါအားလုံးတောင်းဆိုပါတယ်နောက်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ